နေလေပမာတံပရာရီကိုတောက်သုံးတင်ပါတလားဘလူးအတော်နညာတိကျင်နေကြတဲ့နေလေပမာတံပရာရီကိုတောက်သုံးတင်ပါတလားဆိုတဲ့မေကွန်းလေးရဲ့ခြေလေးကိုဒီနေ့ဗီဒီယိုလေးထဲမှာဖော်ပြပေးသွားမှာဖြစ်လို့တိကျင်မိတဲ့ဆိုဒီဗီဒီယိုလေးကိုအဆုံးသတ်ကြည့်ပေးပါနော်နေလေပမာတံပရာရီကိုတောက်သုံးတင်ပါတလားဆိုတော့တေချာပေါတောက်သုံးတင်ပါတယ် နေ့လယ်ပိုင်းဟာ ကုခနာအတွက်အာရင်ကျဆင်းသည့်ရှိတဲ့အချိန်တက်ဖြစ်ပါတယ်တံပြာရည်မှာပါရှိတဲ့ဗီတာမင်စီနဲ့တထုတက်တွေကဇီဝကမ္မလုပ်ငန်းတွေကိုညှက်ဆန်စေပြီးစိတ်ကြည်လင်ကစွမ်းရည်တည်ရလဲတူးစေပါတယ်။ဒါကြောင့်နေ့လယ်ပတ်မှာတံပြာရည်ကိုတောက်သုံးခြင်းဟာအထူးတင့်တော်ပြီးတင့်ကိုတဘာဝအတိုင်းနှက်ဆန်စေနိုင်ပါတယ်။ တံပရာကြီးကအစအိမ်ထဲကအစ်စ်တက်ကိုဟန်ချက်ညီစီပြီးအစကြီးလုပ်ငန်းကိုလည်းပုံမှုထိရောက်စေပါတယ်နေလဲစားစားပြီးချိန်မှတောက်ပေးရင်အစာကြီးလွတ်စေကဖိုက်ကြီးအေးချင်အစာအိမ်အောက်ချင်းတို့ကိုရှက်ကြစေနိုင်ပါတယ်။တံပရာရေကိုတောက်သုံးခြင်းဟာရေတက်ပြေဝစေတော့ကြောင့်နေလဲပမာရေစာလောင်တဲ့အခါတံပရာရေကိုတောက်တုံတင်ပါတယ်။ တမ်ပီယာရီမှာပါဝင်တဲ့အာဖာဟိုက်ဒရော့စင်နဲ့တတူးဆက်စင်ကြီးစီးပေးတာအသားရည်ကိုကြည်လင်စေပြီးအစိမ့်တောက်တွေကိုဖိရှားပေးပါတယ်။နေ့လယ်ပတ်တောက်တုံးရင် နေကင်းဘက်မှာအရေးကြီးချက်တွေမှုကိုလည်းကပွဲနိုင်ပါတယ်။ကိုယ်လေးချင်းချင်းချင်းရမှာလဲတမယာရေကထိရောက်တဲ့အကူအညီဖြစ်စေပါတလို့တကြားထက်နေပြီးကယ်လိုရီမပါဝင်တာကြောင့်ဗိုက်စာချင်းကို ထိမ့်ပေးကနေ့လယ်ပတ်မှာအစာစားခြင်းစိတ်ကိုလျှော့ချစီပါတယ် နေ့လယ်စာစားပြီးချိန်မှာတံပြရည်တောက်ချင်းက green နံစိုးတွေကိုခေရှားပြပြီးဘက်ထရီယာပိုမာတွေကိုတည်စေနိုင်ပါတယ်။တံပြရည်ကိုတောက်သုံးချက်ကကင်ဆာဆဲတွေကိုရှော့ချပြနိုင်တော့ကြောင်းတင်ကိုကင်ဆာရောဂါမှကာကွယ်ပေးပြီးအချင်းတက်ပါဝင်သောအတီးတနျူမှုကြောက်ကမှကြောက်တဲ့ခြင်းကိုလည်းကာကွယ်ပေးပါတယ်။ အချင်းကျောက်အနေချီကြည်ပြရမယ်ဆိုရင်နေလေဘမတမရရေးတောက်တုံးချင်းကဇွိုင်းရင်တူတစကြည်လွဲအကြာရေးလပါစီပြီးကျမရေးအတွက်ထောက်ပံ့ပေးနိုင်ပါတယ်လို့တံပြရရေးကတင်းရဲ့ကိုခန္ဓာအတွက်အများစွာတော့အထောက်ကူပေးနိုင်တော့ကြောင်းတင်းရဲ့တနေကြမှာပုံမှန်တောက်တုံးတင်တော့ချွေရေးတညူးလေးဖြစ်ပြီးကျမရေးတစတညူးပါပဲနော် ဒူဒော်တမီယာရီမှာအစစ်ထပ်ပါဝင်တာကြောင့်အလွန်ကြုံမတော့တုံးပဲတစ်ခွက်ဒူမဟုတ်နှစ်ခွက်နှုံးလောက်တာပဋိထားပြီးတော်တော်ကြည့်ပါနော်